ငလျင်ဘေးတင်ဒေတာတွေကိုထောက်ပံ့ပေးထားတဲ့ WFG ရဲ့အာဟာရပြည့်ဘစ်ကွတ်တွေကိုငွေကြေးနဲ့အယောင်းဝယ်ပြုလုပ်တာတွေတွေ့ရှိပါကအရေးယူဆောင်ရွက်သွားမယ်လို့ UN World Food Program WFP ကအတည်ပြုထုတ်ပြန်ထားပါတယ်။ WFP ရဲ့ဘစ်ကွတ်တွေဟာရေရွတ်ဘစ်ကွတ်တွေမဟုတ်ကြောင်းနဲ့လက်တလောဖြစ်ပေါ်ခဲ့တဲ့ငလျင်ဘေးလိုအရေးပေါ်အခြေအနေမျိုးမှာချက်ချင်းစားသုံးနိုင်မှုထုတ်လုပ်ထားတဲ့အထူးအာဟာရအဖြစ်အစားအစာတစ်မျိုးဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။အဆိုပါအာဟာရအဖြစ်ဘစ်ကွတ်တွေကိုနေပြည်တော်မှာအေဗလတ်တရနေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးတော့လူမှုကွေရဲ့စာမျက်နှာတွေမှာ ဲ့ဒီ biscuit တွေကိုရောင်းချနေတဲ့အကြောင်းရေးသားနေမှုတွေကို WFP ကသိရှိထားတာဖြစ်ပြီးတော့အဲ့လိုရေးသားချက်တွေမှာသက်တည်အထောက်အထုံတရားမတွေ့ရသေးဘူးလို့လည်းပြောဆိုထားပါဗျ။ဆက်လက်ပြီးလူသားချင်းစာနာထပ်ထားမှုအကူအညီတွေကိုပြန်လည်ရောင်းချဖို့မတင်ကြောင်းနဲ့ WFP အနေနဲ့ပုံမှန်လေ့လာစောင့်ကြည့်နေတယ်လို့ရောင်းချတာတွေတွေ့ရင်လည်းချက်ချင်းအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။လာမယ့်မေလ၁၂ရက်နေ့ကစတင်ပြီးတော့ရန်ကုန်ပြည်ဆိုင်ရာလေဆိပ် ခွန်ကိုတုံးမြင့်ကောက်ခံသွားမယ်လို့စစ်ကောင်စီလက်အောက်ကလေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကသိရှိရပါတယ်။ရန်ကုန်ပြည်ဆိုင်ရာလေဆိပ်ကနေထွက်ခွာမဲ့ခီးတယ်တွေအားလုံးချက်ကင်မှာလေဆိပ်အခွန်ပြပခီးစဉ်အတွက်အမေရိကန်ဒေါ်လာ25ဒေါ်လာနဲ့ပြည်ရင်းခီးစဉ်တွေအတွက်မြန်မာငွေ1000ကျပ်ကိုတုံးမြင့်ကောက်ခံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကပြပထွက်ခွာတဲ့သူတွေရမ်းများလို့တုတ်ောက်တာ။ဒါကလည်းအပေါ်ကတုတ်ောက်ခံလို့ကောက်ရတာပါ။အခွန်တီးတဲ့ရင်လို့တင်ဝင်ထုတ်ပြန်ထားတာမရှိပါဘူး။ ပြီးတော့တနေ့ကိုရန်ကုန်လေစိတ်ကနေအနည်းဆုံးမရှိဘူးဆိုရင်တော့ငါကတော့ထွက်နေကြတယ်ဒါတော့ကိုမြန်မာနိုင်ငံသားတွေပဲနော်လို့ဒေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းတူကတော့လူတိမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ် Passenger Service Charge PSG ဟာလေစိတ်သို့မဟုတ်လေယာဉ်ဝင်းတွေမှာခီးတယ်တွေကိုဆောင်ရွက်ပေးတဲ့ဝန်ဆောင်မှုအတွက်ကောက်ခံတဲ့အခကျင်းငွေဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်လေစိတ်ကွန်တိုးမြေကောက်ခံလိုက်တာကြောင့်လေယာဉ်လက်မှတ်ခတွေကိုလည်းအနေငယ်ဇင်းလုံးမြင့်တက်သွားဖို့ရှိတယ်လို့ MI လေချောင်းလိုင်းကတော့ပြောဆိုထားပါတယ်အရင်ကြီးတက်ဖို့တော့မရှိပါဘူး 300ခန်းနဲ့တော့တိုးကိုလှုပ်ထားတယ်အစည်းအဝေးလုပ်ပြီးမှအသေးချာပြောလို့ရမယ်အခုတော့ရထားတော့မှာလို့ MI တာဝန်ရှိသူတူကတော့ new day မြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်ခင်ဗျာဒီဘက်ရောက်မြို့သားညီညီအစိုးရ energy ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဒေါက်တာဇော်ရီအစိုးရမြန်မာနိုင်ငံတွင်းကိုပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ကစ်တစ်သတင်းဌာနမှာဖော်ပြလာမှုရသိရပါတယ်အနည်းဒီပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဆိုရီဆိုဟာမြန်မာနိုင်ငံအတွင်းကိုပြည်ပြန်လည်ဝင်ရောက်သွားပြီးတော့ကျန်းမာရေးစီဒီအန်နိုင်ငံဝန်ထမ်းတွေရပ်ဖက်ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။အဆိုပါအကြောင်းနဲ့ပတ်သက်ပြီးအန်ယူဂျီဆိုရကလက်ရှိချိန်ထိတစုံတရာအတိပေးထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူးခင်ဗျာ။ဒီပါရောက်ရှိနေတဲ့အန်ယူဂျီဝန်ကြီးတွေအဆိုအတောင်ရှိသူတွေအနေနဲ့မြန်မာနိုင်ငံတွင်းကိုပြန်လာဖို့အခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာယာယီသမရဒူဝါလက်ရှိလက်ကဖိတ်ခေါ်ခဲ့ပြီးတဲ့နောက်ဆရာကြီးဒေါက်တာဆိုရေဆိုဟာပထမဆုံးပြည်တွင်းကိုအပြီးပြန်လည်ဝင်ရောက်ခဲ့တဲ့အန်ယူဂျီဝန်ကြီးတူဦးလည်းဖြစ်လာပါတယ်ခင်ဗျာ။ညဒီမြန်မာရဲ့ညနေခင်းသတင်းအစီအစဉ်တွေကို နေ့စဉ်တနင်္လာနေ့နေ့စနေနေ့ထိမြန်မာစံနေ့ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ